ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှူကင်းရတဲ့အချိန်ကလအားဖြင့်တမန်မဲဆိုရင်တရင်ညလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလဲကထိန်သင်္ကန်းလှူကင်းရတယ်အဲ့လိုကထင်းသင်္ကန်းလှူကွင်းရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါးဝါး ယဟန်တန်ကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗာရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ရဝါစုသင်္ကန်းမှာဖရာတို့လာလှူတယ်။ဝါကျွတ်တာနဲ့တပြိုင်နဲ့ဒါကထင်းသင်္ကန်းမှာဖရာဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ။ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်။ ဝါကျွတ်တာနဲ့ကထင်းသင်္ကန်းမဟုတ်ဘူးเนาะကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထင်းခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်ရတန်ကားဆိုရင်တန်ကားဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်။အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကတိနာကံဆောင်ရွက်ဖို့အတွက် ဝိနိကိစ္စကျွမ်းကျင်တဲ့ကထင်ခင်းတတ်တဲ့ကျန်တဲ့ဘာကိုတန်ခါအနေပြီးတော့ကိုရောကထင်ခင်းဖို့ဆိုပြီးပေးရမယ်ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကထိနာကံလို့ဆိုကထင်ခင်းခြင်းဝိနိကံကိုဆောင်ရမှာဖြစ်တယ်အဲ့လိုဆောင်ရတဲ့အခါမှာကြံရှိတဲ့တန်ခါတွေကအမှုမောရဏပြုတယ်အမှုမောရဏဝမ်းမြောက်ကြောင်းထောက်ခံပြောကြားလိုက် အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟောဒီနမန္တစာရအတ္တမဒါနဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ငါလာထူးခြားတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ သင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်စောင့်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထိန်သင်္ကန်းကိုခွင့်ပြုခဲ့တယ်။ဒီကြောင်းကိုတဝါတွင်လုံးစောင့်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ဘုရားကြွလာတဲ့ယဟန်နေခိတကနာကြွလာတဲ့အာရုယဟန်နေဒီကြောင်းမှာတန်ခိကသင်္ကန်းဖြစ်ပေါ်လာလို့ရှိရင် မိမိစန္ဒာလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်။ဒီကြောင့်ဝါဆိုပြီးကထင်ခင်းထားတဲ့ပုဂ္ဂိုလ်သားသက်ဆိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမသက်ဆိုင်ဘူးလို့။အဲ့ဒီအခွင့်အရေးတစ်ခုအထူးထူးခြားခြားပေးတာပဲဖြစ်တယ်ပေါ့။ကထင်လူကိုလှူခြားတဲ့ဒါယကဒါကမများအနေနဲ့ကတော့ကာလတဏ္ဍဆိုတဲ့ထူးခြားတဲ့တန်ကြီးကအလှူကိုလှူရတာဖြစ်တယ် ။တန်ခိကအလူဆိုတာပုဂ္ဂရိကအလူတဲ့ညတ်တယ်။အဲ့တော့တန်ခါအလူဆိုတာတချို့ကိစ္စတွေမှာတန်ခတ္တဒီမာကြီးပဲမလှူရဘူး။လှူလို့ရှိရင်အဲ့ဒီကိုတော့ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။တန်ခါတွေနဲ့ပဲလို့။ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတန်ခတ္တဒီမာလို့မဆိုရဘူး။တချို့ကဘုန်းကြီးဆိုရင်တန်ခါဆိုပြီးတန်ခတ္တဒီမာနဲ့ဆိုလှူချတယ်။အမှန်ကတန်ခတ္တဒီမာဆိုရင် အနည်းဆုံးယဟန်တန်ခါ၄ပါးရှိမှဝိနိကံဆောင်ရွက်လို့ရတဲ့တန်ခါဖြစ်တယ်။ဒီတန်ခါတဒေမဆိုတန်ခါဟုသမ ्या အလုံးပိုင်ဆိုင်သွားတဲ့ပစ္စည်းဖြစ်တယ်။အဲ့ဒါကြောင့်မို့ယဟန်တော်ဘာပြူတယ်ဆိုလို့ရှိရင်တော့တန်ခါတဒေမလို့မဆိုရဘူး။မဆိုတတ်လို့ရှိရင်အရှင်ဘုရားအလှပါဤသို့မို့အာသမတော်ဒေမအရှင်ဘုရားလှပါဤလို့ပဲဒီလိုပဲပြောမှာဖြစ်တယ်။ အဲ့တော့ဝတ်တွတ်တဲ့ကာလမှာကထိန်သင်္ကန်းမှာဖျားဆိုပြီးခဏခဏလာလာဆက်ကကြတယ်နော်အဲ့ဒါအဲ့ဒါလို့ကတ်လို့မရဘူးဝါစုဥကာလမှာတော့ဝါစုသင်္ကန်းဆိုတာဆက်ကလို့ရတယ်ယဟန်တပါးတည်းလည်းကတ်လို့ရတယ်ဒီကြောင်းထဲမှာလည်းပဲအချိန်ချင်းကတ်လို့ရတယ်ဝါစုသင်္ကန်းကထိန်သင်္ကန်းဆိုတာတစ်ခါပဲကတ်ရမှာဖြစ်တယ်တစ်ခါကတ်ပြီးတော့ဝိနည်းကနဲ့တန်ခိကသင်္ကန်းအစစ်စစ်မှကထိန်ခင်းရတယ် အခုဒီနေ့ခုဆက်ကလိုက်တဲ့တစ်ထပ်တဲ့ငန်းကြီးဟာတန်တန်ကြီးကတင်ငန်းကျန်တဲ့အချမ်းရံတင်ငန်းတွေကကြွလာတဲ့တန်ကအတိယဟန်အတိတိကိုလှူမဲ့တင်ငန်းတွေဖြစ်တယ်ကထင်ရဲ့အယံအနေနဲ့လှူတာပဲဖြစ်တယ်အဲ့တော့ကဋ္ဌိနာကံဆောင်ဖို့ကျတော့တင်ငန်းကတထဲပဲလှူတယ်နှစ်ထပ်တင်ငန်းပဲဖြစ်စေဧကတိပဲဖြစ်စေသိမ့်မဲ့ပဲဖြစ်စေအဲ့ဒီတန်ခါက ဒီလှူထားတဲ့ကထိန်သင်္ကန်းကိုတန်ခါကနေပေးလိုက်တဲ့အခါမှာဒီကထိန်သင်္ကန်းရဲ့အရန်အဖြစ်ရည်မှန်းပြီးတော့လှူထားတဲ့ပစ္စည်းတွေကြတော့ကထိန်သင်္ကန်းဆက်ခံွက်ကထိန်သင်္ကန်းအနှင်းခံရတဲ့ယဟန်နဲ့သက်ဆိုင်သွားတယ်ပေါ့လို့ဆိုအဲ့ဒါကိုပဲညမကြီးလို့ခေါ်နေကြတာနော်ညတ်ဆိုတာကထိန်ခံတဲ့ပုဂ္ဂိုလ်ရွေးချယ်တဲ့အဲ့ဒီကထိန်ခံတဲ့ပုဂ္ဂိုလ်အတွက် ညက်တင်တာခနေခင်မှာတော့เจ้าနိုင်ကိုယေရှုပြီးတော့လှူကြတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကာလတာနာကထိန်ခေကာလမှာဒုဒရီထူချတဲ့ကထိန်သင်္ကန်းကိုကတ်လူခွင့်ရတာဟာဂျေနတ်ဆရာကောင်းတယ်ဘာကြောင့်ဂျေနတ်ဆရာကောင်းလို့ဆိုရသော်ဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ကရှင်ညွှန်းခဲ့တာ ရှင်ညောင်းခဲ့တယ်ပြီးတော့ဂေါရမိကသူကိုယ်တိုင်သင်္ကန်းရက်လုတ်စီပြီးသူကိုယ်တိုင်စီမံထားတဲ့သင်္ကန်းကိုမြတ်စွာဘုရားကိုလှူတဲ့အခါမှာမြတ်စွာဘုရားကတန်ကေတွန်ဂေါရမိတိဟိတန်ကားကိုလှူလိုက်ပါလို့တိုက်တွန်းတယ်ဘုရားအတွက်ရည်ညွှန်းလာတာကိုမြတ်စွာဘုရားကတန်ကားကိုလှူလိုက်ပါလို့ညွှန်းပေးလိုက်တာ ဒီလိုတော့ကောရမီကြီးရဲ့စိတ်ထဲမှာတော့မြတ်စွာဘုရားပေါ်မှာတန်ရောစင်ရှေခံတဲ့စိတ်နဲ့လှူတာပေါ့နော်သူရဲ့တူအရင်လည်းဖြစ်တယ်ငယ်စဉ်ကတည်းကမွေးစားသားလို့ပြောရတဲ့ရတာပေါ့နော်ခုခေတ်လူဆိုရင်မိတွေးလူဆိုတာကြတော့အဖေရဲ့နောက်မိန်းမကိုပြောတာမဟုတ်ဘူးဒီနေရာမှာမိတွေးဆိုတာမတုဆာအတော်တော်တယ် မြတ်စွာဘုရားရဲ့အတော်အရင်ဖြစ်တယ်။မေရောမာယာရဲ့ညင်မအရင်ဖြစ်သည့်အတွက်ကြောင့်မိတွေးဆိုတဲ့ဝဟာရဗမာပြည်မှာနှစ်မျိုးဖြစ်နေတယ်နော်။အဲ့တော့ထင်ရှားတဲ့ဟာကအတိတ်ပဲတစ်မျိုးဖြစ်နေတယ်။ဒီနေရာမှာမြတ်စွာဘုရား